ဝမ်ချန်နယ်ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဝမ်ချန်နယ်ကနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောသံအနေနဲ့လာစဉ်ရေတရားတွေကိုပြန်လည်ထုတ်လွှင့်ပေးလေရှိပါတယ်ကျွန်တော်တို့ဘာမင်းနိုင်ခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်ဒီတစ်ပတ်မတ်လ9ရက်ကနေပြီးတော့17ရက်နေ့ထိဗုဒ္ဓဘုရင်မွေးဖွားသူများဗုဒ္ဓဘုသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောသံကိုဟောကြားပေးတော်မှာဖြစ်ပါတယ်ဒီပတ်တာတွင်မှာတော့ဗုဒ္ဓဘုရင်မွေးဖွားသူတွေဟာကျွန်တော်တို့အလွန်ပင်ပန်းမဲ့ရက်တွေလို့ပြောရမယ့်ရက်တွေဖြစ်တယ်တစ်ခုလုံးကျွန်တော်ပင်ပန်းတာမျိုးတွေကိုပင်ပန်းတဲ့လောက်ကျွန်တော်တို့အကျိုးမရှိတာမျိုးတွေဖြစ်တတ်တဲ့ရက်တွေဖြစ်တယ် ဲ့တော့ဒီလိုရံမျိုးတွေမှာပဲဗုဒ္ဓဘုနဲ့မွေးဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးတစ်ချောင်းတစ်ချောင်းလေးတွေဖြစ်တတ်တယ်ယောဂလေးတွေကျွန်တော်ဖြစ်တတ်တာကိုတတိထားမယ်အဲ့တော့ဒီအန်တွေတွေမှာဘလို့ဘလောက်ကောင်းကောင်းဘလို့ဟိုကောင်းတဲ့အစားအသောက်ကိုပဲကျွန်တော်တို့စားစားကျွန်တော်စားမကောင်းဖြစ်တာမျိုးတွေဂရင်းတွေ့တာမျိုးတွေဖြစ်တတ်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့ကျွန်တော်တို့ငွေကြေးတွေဆုံးမသွားတတ်တယ်အဲ့တော့ကျွန်တော်ဟိုချိမယ်တို့ငှားမယ်တို့ကျွန်တော်ဆိုရင်မလုပ်သင့်ဘူးအာမခံမဲ့ကိစ္စတွေကျွန်တော်မလုပ်သင့်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့တခုရှိတာဒီလိုရံမျိုးတွေမှာ အမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကျွန်တော်ရှင်းပြပြောကြလင်းကြမယ်ဆိုရင်အမွေရနိုင်တဲ့ရက်တွေတော့ဖြစ်တယ်အဲ့တော့အမွေရစရာရှိမဲ့လူမျိုးဆိုရင်ဒီလိုရမျိုးတွေမှာကျွန်တော်အမွေတောင်းတာမျိုးအမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကျွန်တော်ရှင်းလင်းဆောင်ရွက်တာမျိုးတွေဆိုရင်အမွေရတတ်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရမျိုးတွေမှာကျွန်တော်တို့ညီတွေဖုန်းတွေတော့ရတတ်တယ်မိတွေဖုန်းတွေတော့ကျွန်တော်ဝင်လာတတ်တယ်အဲ့တော့ဝင်လာပြီးအဲ့မိတွေဖုန်းတွေကပဲကိုယ်စိတ်ဒုက္ခပြန်ပေးတတ်တာမျိုးစိတ်ညစ်စရာပေါ်တတ်တာမျိုးတွေကိုတို့တတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ဗုဒ္ဓဘုရားမျိုးဝါသူတွေဟာ ဒီရက်တွေအတွင်းမှာတော့ကျွန်တော်ကံကောင်းလားဆိုတော့ကောင်းတယ်လို့ပြောလို့မရဘူးဆိုးလားဆိုတော့ဆိုးတယ်လို့ပြောလို့မရဘူးဖြစ်တတ်တယ်ဖြစ်နေတဲ့ရက်တွေဖြစ်တယ်အဲ့တော့တခုရှိတာစိတ်ညစ်စရာခီးတွေကျွန်တော်တို့တွားတတ်တယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲအခြားသူမသိကျင်တဲ့ကိစ္စတွေကိုတတလုံးဖုံးထားတဲ့ကိစ္စတွေဥမာစော်ကိစ္စပဲဖြစ်ဖြစ်အကျွေးကိစ္စပဲဖြစ်ဖြစ်ကိုတတလုံးဖုံးထားတဲ့ကိစ္စတွေအခြားသူမသိတဲ့ကိစ္စမျိုးမသိကျင်တဲ့ကိစ္စမျိုးတွေဆိုရင်ဒီလိုရမျိုးတွေမှာကျွန်တော်တို့ပေါ်တတ်တာမျိုးပြဿနာတတ်တာမျိုးတွေတော့တတိထားမယ်ရက်တွေဖြစ်ပါတယ် ဲ့တော့ပြောရမယ်ဆိုရင်ခေါက်ကပြောခဲ့တယ်လို့ပဲပေါ်တခုနဲ့မွေးဖွားသူတွေဟာကံကောင်းတယ်လို့ပြောလို့မရတဲ့ရက်တွေဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ကိုယ်မူရာစိတ်မူရာတွေနှုတ်မူရာတွေကိုထိမ့်မယ်ဆိုရင်တော့ကျွန်တော်တို့ကောင်းသွားမယ်အဲ့တော့ဒီလိုရမျိုးတွေမှာပေါ်တခုနဲ့မွေးဖွားသူတွေဟာကျွန်တော်ဘယ်ကိစ္စအနေနဲ့ပတ်သက်ရင်အကျိုးရှိတယ်ဘယ်လုပ်ငန်းအနေနဲ့ပတ်သက်ရင်ကောင်းလဲဆိုတော့ကျွန်တော်မြေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေခေါက်ကပြောခဲ့တဲ့အမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအမွေလိုပစ္စည်းမျိုးတွေဖုန်းတို့ပရိဘောဂပစ္စည်းတို့ပဲတို့ပြောင်းတို့မဟုတ်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဝတ်အထည်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေထီးတို့ဖက်နက်တို့ဓာတ်ပုံတို့ လျှက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတုပိဒပစ္စည်းတွေဓာတုပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတ်စီတို့ဒီဇယ်တို့လူမျိုးကြမှာသားကြားနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာဗုဒ္ဓဘုရင့်မွေးဖွားသူတွေဟာအကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အကျိုးရှိအောင်မြင်ပြီးဘယ်ကိစ္စတွေဘယ်လုပ်ငန်းတွေဆိုရင်တော့ကျွန်တော်တို့သတိထားပြီးလောက်ကင်တင်လဲဆိုရင်တော့ ခီးသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတွေတုတ်တန်တစ်တဲနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအတိအနှံနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေအတန်တို့ဂီတတို့နဲ့ပတ်သက်တဲ့ကိစ္စတွေကြောင်းတို့ကြောက်တို့ကားတို့ငါးတို့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကုန်းတို့ခြံတို့ကိုင်းတို့ငရုတ်တို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့တတိထားပြီးလုပ်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းမှာတော့ဗော်ဒဖုန်းနဲ့မွေးဖောက်သူတွေဟာကျွန်တော်ရောင်းကျင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ကျင်နေဆိုရင်ဘာလို့ ਆ လဲဆိုတော့ကျွန်တော်တပြေတညွန့်ရဲ့ခန်းကုန်တညွန့်ရဲ့အဲ့နှညွန့်တွေပေါင်းပြီးတော့ကိုရောင်းကျင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ထိရိုက်ခေါက်ပေးမယ်ဆိုရင်ဝယ်မဲ့သူမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်တာအတွင်းမှာတော့အိမ်တော်ရဲ့အခြေအနေပတ်သက်ရင်တော့ကျွန်တော်တို့တတိထားမယ့်ရက်တွေတောင်းနဲ့တောင်းညှိမြနိုင်မြဆိုတဲ့ရက်တွေဖြစ်ပါတယ်အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေကတော့3 4 5ခုဆိုတဲ့ခန်းနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းရဲ့ကျမ်းမာရေးကိုကျွန်တော်သွားနာတာမျိုးသွားကြိုက်တာမျိုးတွေတွေတရီထားဖို့လိုတဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီရက်တွေတွင်မှာပဲကျွန်တော်တခုလူကျင်တန်းကျင်လိုပဲဖြစ်ဖြစ်တခုကိစ္စတွေထူးထူးခြားခြားအောင်မြင်အစဉ်ပြေခြင်းဘာလို့ရလဲဆိုတော့ကျွန်တော်အိမ်ဖះမှာပဲမျက်စောပြားချင်းကိုရောင်မြတ်ကြီးကိုမေမျိုးပန်းနေဝေဝေဆာဆာကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာ။ပေါ်တူဖူးနေမွေးဖွားသူများအားလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ။